လင်္ကန်ရေးတွေဘာတွေကတော့အများကြီးမသိဘူးဒါပေမဲ့တခု တော့ရှိတာဘာလဲဆိုတော့သူတို့ကသူတို့အတိုင်းပြီးလို့တက်စေချင်တယ်သူတို့ဆိုတော့ဖြစ်တဲ့အချိန်မှာဆိုတော့เนาะတိုင်းပြည်မှာတည်တယ်ဆိုတော့တရောက်တော့နိုင်ငံခြားသွားတဲ့အချိန်မှာအရင်မျက်နှာငယ်ရတယ်ဟိုသူများတိုင်းပြည်ကိုကြည့်ပြီးတော့ကိုတိုင်းပြည်ကိုအရင်တိုးတက်စေချင်တဲ့စိတ်ရှိတယ်မတော်တိုင်းပြည်ဘာလို့မတော်တက်တာလဲ။ဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေရလဲ။တရားမျှတမှုမငြင်းမြမှုဥပဒေတွေမငြင်းမြမှုတွေဘာလို့ဖြစ်နေတာလဲ။ အမှန်တကယ်ဆိုလို့ရှိရင်စီကံရှိရမယ်ဥပဒေဘောင်အတွင်းမှာတေချာဖြစ်ရမယ်ဒါတွေအားလုံးကဆက်ဆက်နေတာဆက်နေတဲ့ခါကျတော့ခုတိုင်းပြည်ကိုလည်းကောင်းစေချင်တယ်သူများတိုင်းပြည်မှာစင်ကာပူမှာတသက်ရရှိဗမာပြည်ဗမာပြည်မှာဟိုစီကံနေလိုက်ပေါ့မင်းစင်ကာပူမှာကြာလို့ရှိရင်စီကံကိုအသေးလိုက်နာကြတယ်မလိုက်နာရည်လည်းရှိတာပေါ့မကြောက်တဲ့လူနော် မလိုက်နိုင်လိုက်နိုင်ရလို့ရှိရဒါပေမဲ့ခုတိုင်းပြီကိုအ ਨੇ လေးတော့သူ့တိုင်းပြီလို့ပသက်ရဖြစ်စေခြင်းနဲ့တိုင်းပြီတိုးတက်စေခြင်းနဲ့စိတ်စေတနာရှိတယ်။အဲ့တော့ဦးပုံနေရဲ့အကြောင်းဒီအခုသူဆုံးသွားမှသူ့ရဲ့အကြောင်းလေးတက်လာတယ်အများကြီးရှိတယ်။ तू ကအမှုပညာကိုချစ်တဲ့လူလည်းဖြစ်တယ်။တခြင်းလည်းတခြားဆိုနိုင်တဲ့သူဖြစ်တယ်။နောက်တစ်ခုကဘာလဲဆိုတော့ဒီကျုပ်တို့ဒီတိုင်းပြည်မှာတကယ်ကိုကောင်းတဲ့တော်တဲ့ပညာရှင်တယောက် ကျွန်တော်တို့တိုင်းပြည်ကြီးကိုဖွံ့ဖြိုးအောင်လုပ်တဲ့အခါမှာတောက်တိုင်တစ်ခုဖြစ်တဲ့ပညာရှင်တယောက်ဆုံးရှုံးသွားတယ်လို့ကျွန်စခံစားရတယ်။စိတ်မကောင်းဘူး။နောက်ထပ်ထပ်တွေ့ရင်တော့အကြောင်းကြောင်းနဲ့ယာယီရှိတာပေါ့။စိတ်မကောင်းဘူး။လူတွေရဲ့လောဘစိတ်အတ္တစိတ်တွေကအတားစိတ်တွေကြီးလွားကြီးဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုရဲစိတ်တစ်ခုရှိပါတယ်ကျန်တာတော့ချက်စလို့တေချာမသိပါဘူးစိတ်မကောင်းတော့ အာအဲ့ဒီဗီဒီယိုမှာဝင်ကြည့်ဖြစ်တာပါเนาะပြည့်ပြည့်တဲ့ခါကျတော့အမှန်မှန်ဘယ်လိုပဲပြည့်ပြည့်ဒီလိုဖြစ်စင်ဆိုတာတနက်နဲ့တည့်ရဲဆိုတာလေဓာတ်ပုံကင်မရာသမားနေနေတော့ချက်စုပ်အနေနဲ့တော့ချက်စုပ်ရဲ့ခံစားချက်ကဟိုအဲ့လိုလုံးတဲ့အချိန်မှာ तू ကလည်းအော်ဘုလူဆိုတာအရာရာကြောင်တတ်တယ်ဓာတ်ပုံနဲ့ပါသွားပြီးမှဓာတ်ရီကိုတွေ့တာလည်းဖြစ်ရင်ဖြစ်နိုင်တယ်။ကြောင်သွားတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်။အဲ့လိုမျိုးပေါ့နော်။ဟိုရိုက်ပြီးမှဟာဓာတ်ရီကငါရိုက်ထားတာပါဆိုတာလည်းဖြစ်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကဘာလဲဆိုတော့ မမပြောတာမျိုးအဖြစ်အဖြစ်စင်သိမှမရှိတာဟုတ်တယ်မလားဒီလောက်ကြီးဟိုရက်ဆက်လိမ့်မယ်ဆိုဒီလိုရက်ဆက်တယ်ဆိုတော့လူတွေရဲ့စိတ်ဓာတ်ကဘာလဲဆိုတာဘလို့လူမျိုးဖြစ်နိုင်တယ်လဲဆိုစဉ်းစားကြည့်ရင်သိတာကြီးပဲအဲ့တော့ဟိုတက္ကစီသမားကိုလည်းအရန်လေးစားတယ်ဘာသွားတွေ့လဲဆိုချစ်စရာကောင်းတဲ့ delay ပေါ့မမတွေရဲ့ကိုညစ်တတ်တယ်တခုဒုက္ခရောက်နေဆိုဘာတွေညာတွေသူသူကလာတွေဟိုဗမာတွေမှာတွေ့ဘူးသူတို့ ဘာဖြစ်တာလဲဝိုင်းဝန်းကူညီပေးမယ်လူโซလာဖမ်းပေးမယ်ဆိုတော့ချစ်စရာကောင်းတဲ့ဗမာရဲ့ delay ကိုမြင်ရတယ်သူတို့ရဲ့စိတ်ဓာတ်ကိုမြင်ရတယ်အဲ့ဒါတော့ကျွန်မအရင်ကြိုက်တယ်ဒါကြောင့်လဲသူဟာလူများကိုကူညီရင်းနဲ့သူဆုံးမသွားတဲ့အတွက်သူ့အဲ့ဒီအတွက်လေးစားတယ်ချီးကျူးတယ်ချစ်စရာကောင်းတဲ့စိတ်ဓာတ်တစ်ခုじゃんအဲ့တော့အခုဆိုလို့ရှိရင်လဲဝမ်းသာစရာဘာဘာတွေလဲဆိုတော့ချစ်စမ်းအများကြီးပဲသူ့ကိုသူ့ကလေးလေးတွေအတွက်ကူငွေတွေများကြီးမေတ္တာနဲ့ ဒါမေတ္တာပြကြတာလူဆိုတာကဘာကြီးကိုလှပအောင်လှုပ်ဖို့အတွက်ကမေတ္တာအရင်အရေးကြီးဆုံးပဲအဲ့တော့ဒါတွေကမေတ္တာပြခြင်းအဖြစ်အစိုးရရဲ့အကောင့်တစ်ခုလိုပဲချစ်စွာရုံကြည်ပါတယ်